ဟယ်လိုစတောပရိသတ်များလို့မယ်မလားရှိတဲ့ချင်းကားလေးပါပါစေရှင်။ကျွန်တော်ရဲ့ channel ကနေပရောပရိသတ်တွေအတွက်အချက်အလက်တွေကောင်းများစွာကိုတင်ဆက်ပေးနေရပြီဖြစ်ပါတယ်။ဒီနေ့မှာတော့အချက်အလက်ချင်းကားလေးတွေကိုမှနားဆင်ရတာကြာနေတဲ့သူတွေရဲ့အတွက်အင်ဂျီရှင်ရဲ့အကျွမ်းလို့ဆိုရင်အစအဆုံးကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီ channel လေးဟာဆိုရင်လေပရိသတ်ရဲ့ channel လေးတတူကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကြည့်ထားစဉ်တော့ဒီနေ့ရွေးချယ်ပေးထားတဲ့အင်ဂျီရှင်ရဲ့အကျွမ်းလို့ဆိုရင် channel လေးကိုနားဆင်ကြပါရှင်။ဟုတ်ကောင်မလေးလာခဲ့။ဟုတ်ကူကူလေး ပန်းပင်ရေလောင်းနေသောကျင်းလေးလေးကုကူလီခေါ်နေတာကြောင့်ရေပိုက်ချပြီးကုကူလီစင်အမြဲရောက်နိုင်သမျှရောင်းအောင်ဖြစ်သွားလိုက်တယ်။နေတည့်နေခွေနေနားတော့မှာကျင်းလေးပြေးလာပါရဲ့ကုကူလီရဲ့ကြော်ပြီးစင်ချေမပြင်းနေငါပြောတာဒီဌာနာတောင်ဟုတ်ကုကူလီငါဒီညအင်ပြန်နောက်ကြမယ်ညတနာရီလောက်မှရောက်လာရင်အဲ့နီဆောက်ပြီးညောက်ပြီးတကားဖွင့်ပြီးဖြစ်ပါမလားကုကူလီဆရာမတည်ရင်ကျင်းလေးပါစုခဲရမှာနော်နေမပြန်ပြောရင်ဘယ်သူပြန်ပြောရမှာလဲငါပြောတာဒီဌာနာတောင်နော်ငါမဆောက်ရင်နေအသိပဲဟုတ်ကဲ့ ကျင်းလီရေးသမီးဟုတ်ဆရာမသမီးကိုကိုလေးကိုသွားလို့သွားဆရာမသူငယ်ချင်းရောက်လာလို့ညသွင်းချင်းသွားကြုံမယ်လို့ရှင်ရှင်နောက်သာသွားခေါ်သမီးသွားဟုတ်ကျင်းလီခုနကအမောပြေတာလေးတော့ဘယ်နာရောက်သွားလိမ့်မသိအကန်တဲမှာတယောတော်ပါထွက်လာရဲ့ဆရာမကကိုကိုလေးကိုသွားခေါ်ခိုင်းနေရကြောင်းကိုကိုလေးအခန်းရှိရာကိုထွက်လာခဲ့ပေမယ့်မရှိတာကြိုသိနေတော့ကျင်းလီစိတ်ညစ်မိတယ်နောက်ဆုံးတော့ကျင်းလီဖုန်းကိုပဲအားကိုပြီးကိုကိုလေးစီဖုန်းကိုဆက်လိုက်ရတယ် ငါလိုက်မပူသူငယ်ချင်းမွေးနေ့မှာနည်းနည်းတော့လာလို့မူးနေရပြောလိုက်အကူလေးပြန်ပြောတာအဲ့လိုဆိုတော့ကြည်လင်လည်းမထက်နိုင်ပါဆရာမနာပြန်သွားပြီးအဲ့လိုပဲပြောရတော့တယ်အေးပေါ့တောက်စားထားမှာတော့ဘာတတ်နိုင်မလဲဆရာမပဲသွားရမယ်တမင်းကောင်းမောင်ပို့ပေးရမလားဆရာမအေးဟုတ်တာပဲတမင်းပို့ပြီးဟုတ် ဂျယ်လီဒုတိယကြိမ်မြောက်ဆေးရသွားရင်ကိုရောင်တွေကဆ ਿਆ မကားကိုတုပ်ပြီးဂျယ်လီဆ ਿਆ မကိုကောင်းမောင်းပို့ပေးပြီးအဲ့ဒီကျိုးလိုက်တယ်။အဲ့ဒီကဆ ਿਆ မသူငယ်ချင်းအန်တီတယောက်နဲ့အန်တီရဲ့သမီးပြမဲဂျယ်လီနဲ့ရွယ်သူကောင်းမလေးဖြစ်တယ်။နင်းရလေကြားလိုက်တာဂျယ်လီလည်းအချက်ပြေးတဲ့ချက်ချင်းချင်းထွက်လာတာပဲကိုကိုလေးရဲ့စကားများတယ်ရှူတူတူဂျယ်လီကိုကိုလေးကိုဘာမှပြန်ပြောပြီးနောက်ပြီးတကားကိုပေးလိုက်တယ်။ကိုကိုလေးကတော့လူရိတ်ခဲကိုကြည့်ပြီးသူ့အခန်းထဲဝင်သွားတော့ရင် ဂျယ်လီတင်နေ့အတွက်အခုပဲအပြီးစိတ်ရသရင်းဘာပြဿနာမှမပြစ်လိုက်ပဲဂျယ်လီတာဝန်ကျေးသွားရင်အချိန်ကုန်မြင်လိုက်တာဂျယ်လီနှုတ်ဆက်ပိတ်ပြီးထားလိုက်တယ်ညကိုကိုလေးကိုဆော်လို့အရာဝေနှောက်ချတော့လေဆရာမကမနေ့အစောချပြီးချက်ပြုတ်တတ်သူဖြစ်တာကြောင့်ဂျယ်လီအလိုက်တည်းထောက်ကိုတည်းအဲ့ဒီရီပါရှိနေရကြောင်းဂျယ်လီပိုတိတတ်ဖို့လိုရာကြောင်းအိမ်မဝသည်လို့အေဂျင်စိတ်ကိုဖြောင်းလိုက်တယ်မျက်နှာတည်းသွားတိုင်းနေတည်တဲ့ကြည့်ကောင်းအောင် လုပ်ပြီး ကျဲလီရဆီယာမနောက်လိုက်သွားလိုက်တယ်ဆီယာမသမီးပါကူပေးရမလဲဆီယာမအုံနှုတ်ခေါက်ဆဲချက်မလို့သမီးဆီယာမလေးရရင်နဲ့ကျုံနဲ့အဲ့တဲ့တွေတော့ခံကောက်လိုက်တာဟိသမီးလည်းစားကြင်တာကျဲလီတို့ကသူကြိုက်တာစားမယ်ဆိုတော့ရှင်ပြန်လို့တနေ့သမီးခုလာတာအဲ့တဲ့မဟုတ်သမီးဆီယာမတော်တော်မိသားစုလိုပဲငယ်သူငယ်ချင်းတည်းဟုတ်ကဲ့ဆီယာမသူငယ်ချင်းတွေကသူ့မျိုးသားနဲ့တူနိုင်ငံခြားလိုက်နေလို့သာသမီးနဲ့မဆုံဘူးလားသူသမီးလေးနဲ့ဆိုရင်သမီးခုခုလေးလိုက်တယ်မလားရှင် မရှင်တဲ့တမင်ကြီးတမင်ကိုကလေးကိုမိမပေးဆောင်လို့ဂျယ်လီမျက်နှာလေးပြန့်ရွံ့သွားပြီးဆီယမကတော့သူ့လုံးနဲ့အတူဂျယ်လီကိုအကဲမခံအားသူတို့မသွားခင်နဲ့အိမ်တိန်နေတော့သားနဲ့တမင်လေးကလည်းရင်းနေကြလိဒစိမ့်မဟုတ်တော့အဆင်ပြေမယ်လို့ဆီယမထင်တာဟုတ်ဂျယ်လီအတန်းထင်တောက်ကန်နေရတော့လဲဝမ်းနေနေပါရင်ကိုကလေးကိုဂျယ်လီနှမျောမိတယ်ဂျယ်လီစိတ်ကလည်းဂျယ်လီနောင်မလဲနိုင်ဖြစ်မိတယ်ဂျယ်လီပဲချိန်ခါစားကိုကလေးပေါ်ကျွင်ညင်ခဲ့လဲမသိတော့ပါ ခုလိုကြတော့နှလုံးသားနုနုကိုတာယာပိနေတိုက်ကြိတ်ခင်ရတယ်လို့နာကျင်တာကိုဒါသိတော့တယ်ဟုတ်ကောင်းမလေးအဲဘာလို့နေရလဲအကောပြင်စင်ချက်ပြော့စတော့တင်းစီပြီလို့ကျွန်တော်ပဲစိတ်ပြဲလက်ပြောင်းထွက်လာမှကိုကိုလေးနဲ့လာတွေ့ပြန်နေဂျယ်လီကိုကိုလေးကိုခက်ဆွဆွချိလိုက်တယ်ဟေးငါမင်းနေလီဂျယ်လီအသက်ရှူချက်လို့ကိုကိုလေးနောက်ပြီးမှလေးတို့မလာလို့လာနေရနေမကောင်းလားစိတ်ကံပြချင်လားဂျယ်လီစိတ်ကံမပြကိုကို ချင်းလေးစကားတော်မစုံနေပဲကိုကိုစနေလောင်းလေးကကိုကိုပေးပြေးလာပြီးကိုကိုဖက်တယ်ဘလို့ဖြစ်နေရလဲမြို့တိန်တော်ဒီမှာစကားပြောနေလေမျက်လုံးကန်းနေလားစိတ်ပြက်စရာကိုကိုကလည်းရင်နေမြို့တိန်တော်ဆိုတော့ကောက်မလေးကိုဆဲဖေးပြီးထွက်သွားတော့ရီဂျိုကာအေးကောက်မလေးရဲ့ဒေါ်ရီကချင်းလေးစီရောက်လာတယ်ဟေးနင့်ကိုတနာလို့အန်တီမေမေဟာချမင်းကျွေးစာတင်ပေးထားနော်ကိုကိုမျိုးစဲဘူးမဟုတ်ဘူးငါဘာလို့မင်းလို့လဲငါနဲ့ကိုကိုလေးကမောင်နှမလိုပဲနေရပါဘာမောင်နှမလေးနေရပါမလို့မောင်နှမတော်ချင်တယ် ဒုက္ခတရားဒုက္ခတည်းမယ်ကိုဘွားကိုတည်ပေါ်ချလီတောင်းမှန်ပါလေနင်တို့အစ်င့်တရားပြောရင်ဒါပဲမင်းအစ်င့်တန်းကလေအာနေသူအခုလိုဆက်ဆံတာလားယွန်းစရာကောင်းနေမြူတိန်လားကိုကွာဘေးကနေဘလို့ပြောင်းရောက်လာလိမ့်မသိချလီဖက်ကဝင်ပြောပြီးတယ်ကျလီအားရှိသွားတော့လေမြို့တိန်လွားတော့ပိုစိတ်တူသွားတယ်ကိုကိုနဲ့မြို့ကလက်ထက်ရမှာနော်အဲ့လိုကောင်းမှကျွဲမြို့ကျလိုစကားမပြောနဲ့မြို့မကြိုက်ဘူးမကြိုက်လေတိလီမြို့တိန်လွားငါချက်ပြောမယ်ကျလီကိုပြတနာမရှာနဲ့သူ့အထင်ငါလက်ပိုက် ကြည့်နေမှာမဟုတ်ဘူး ကိုကိုနော်ကိုကိုလွနေပြီဂျန်လီကငါလက်ထက်မဲ့မင်းကလေးပဲသူ့အထင်းရင်ဒီထက်မကပြောတဲ့ရပြောရမှာလူနေချင်လည်းမတက်နိုင်မုန်းနေကိုကိုမုန်းနေအန်ဒီမမီနဲ့တိုင်ပြောမယ်မြို့တိန်လွားကလေးလူငူယူပြီးပြေးထွက်သွားကဂျန်လီကိုမျက်စောင်းထိုးခဲ့ဖို့လဲသူမမိန်ဂျန်လီကတော့ကိုကိုလေးပြောတော့စကားကိုနားလေအောင်လိုက်တွင်းနေမိတာနဲ့ပဲငြိမ်တက်နေမိတယ်ဂျန်လီမရှင်းကိုကိုလေးတင်ညာ၁၇နာရီအတင်ပြင်တာငါနေ့ကိုခုပြမယ်ရှင်ကိုကြောင်ကြောင်နဲ့အကူလေးအားထွက်သွားရင်ကိုကိုလေးလည်း ပြောကျင်စရာကောင်းတော့ဂျယ်လီကတော့ဝူကြောင်ကြောင်နဲ့ကောင်းကုတ်ကြံခဲ့တော်ရီဂျယ်လီဘက်ကကူပြောပေးရလဲကျေးဇူးတင်ပါတယ်ဂျယ်လီဘက်ကတိတ်ညွတ်နေရပဲဟုတ်ပါတယ်သို့တော့ခုလိုချက်ချင်းကြီးဖြစ်သွားတာကြောင့်ဂျယ်လီလိုက်မမြင်နိုင်တော့ပါငါလင်ရတော့မလားဂျယ်လီခုပြေးဖို့မယုံနိုင်တလို့ကျုံနိုင်တယ်လို့ဖြစ်နေတာကြောင့်ဘာမှကြိုးမပြင်းစင်ကြပဲနိုင်ကိုတော့ခဏခဏကြည့်နေမိတယ်။အလူနဲ့စတနာရီတို့တော့ဂျယ်လီအခန်းကလာခောက်တန်းကြတယ်။ဂျယ်လီတော့ဖွင့်ကြည့်လိုက်တော့ကိုကူလေးကိုတွေ့တယ် ြန်ထားရရူချလီသွားအောင်ကျင်ကျင်လီဘာမှပြန်ထားပါဆက်ပိတ်ပြီးမပုံတင်သွားယူကျင်လီကိုစကားတရားမပြောခိုင်းမေသူပြောချင်တာပြောတာမုန်းစရာကောင်းတော့လေသူခိုင်းတဲ့အတိုင်းကျင်လီမပုံတင် အမြန်ယူလိုက်ရတယ်အဲနောက်မှာတော့ကိုကလေးကကျင်လီလက်ကောက်ဖို့ကိုဆုပ်ခိုင်းပြီးအဲနောက်ဘေးတကားအနေအပြန်ထွက်ခဲ့တယ်အပြန်ရောက်တော့ကိုကလေးသူငယ်ချင်းတယောက်ကကားတက်စီနဲ့စောင့်နေပြီးကျင်လီတို့အိုင်ကားပေါ်တက်ပြီးလိုက်ခဲ့ပါတယ်ကားပေါ်မှာဘာစကားမှမပြောဖြစ်ကြပြီးတချမ်းတယ်မဲဆူညံနေပြီး ။အဲ့ချင်လာတော့ဂျယ်လီလေးတချင်းနဲ့ကြားမပဲအိပ်ပျော်သွားရင်ဂျယ်လီဂျယ်လီထားတော့နိုးတက်လို့လို့ဂျယ်လီနာတဲ့ကြားပြီးဂျယ်လီခနာကူမှလည်းဟာလာဟင်းလင်းလို့ခံစားရင်းအဲ့ပြန်ဂျယ်လီအပေါ်ရက်ဝင်လေးကိုတင်းယောက်ကလာချင်နေတယ်လို့ခံစားချက်မျိုးဖြစ်နေတယ်။ဂျယ်လီထားတော့လေနိုးတန်ကပိုပြေပြေရှင်းလင်းလာတာကြောင့်ဂျယ်လီမျက်လုံးဖွင့်လိုက်တယ်။ဂျယ်လီပထမဆုံးတွေ့လိုက်တာကိုကိုလင်းမျက်နှာဖြစ်ပြီးခံစားနေရတာဂျယ်လီရဲ့အောက်ပိုင်းရက်ဝင်လေးစီက ကြက်လေးခန္ဓာကအောက်ပိုင်းကိုကျင်းတော့တကယ်လန့်သွားတယ်။ကိုကိုလေးဘာဘာလုပ်နေရလဲ။နေရငါမေမာဖြစ်ပြီလေကြက်လေး။ငါနေ့ပိုင်းဆိုင်ဘောလုံးနေရ။ဟွန်းဟွန်း။ကြက်လေးကောင်းခါပြီးအမြန်ထားလိုက်တယ်။ဆံကိုလည်းယူပြီးအဝတ်မပါတော့ကိုလိုမပတ်ချုံလိုက်တယ်။ကိုပြေးရလိုက်ခဲ့ပြီမဲ့ကြက်လေးကကိုကိုလေးချစ်တူမှမဟုတ်တာ။ကိုကိုလေးကြက်လေးကိုချစ်တယ်လို့မပြောဘူးလေ။ငတုံမမချစ်ပဲခွလာမလားချစ်တယ်လား။ကိုကိုလေးကဆံကိုအတင်းဆဲပေးပြီးကြက်လေးကိုအတင်းတွန်းလဲပလက်အိတ်ခါလိုက်တယ်။ မမေအားသူလိုချင်တာဆွလုံနေကြပဲကြလေငါနဲ့မြို့တိမ်လွားကိုမဖြစ်မနေပေးစားလိုက်မယ်ငါသိနေတယ်ကုကုလေးကပြောပြတာနဲ့ဂျလိဘေးမှာတစောင်းအိတ်ကဂျလိရဲ့အဖို့ရောင်းဝလေးကိုသူကစော့ကစားနေမိတယ်တွန်းတော့မှာတော့ဂျလိရဲ့အပြိုစင်ဘွားကိုအရယူတော့တယ်ကုကုလေးကဂျလိကိုပြုံပြုံကြည့်ကြည့်နေကုကုလေးအဲ့လိုမကြည့်ပါနဲ့နေရာခက်လို့ပါချစ်လို့ကြည့်တာပါကုကုလေးစကားကြောင့်ဂျလိမျက်နှာလေးရဲသွားတယ်ကုကုလေးပါလေဆရာမကုကုလေးနဲ့ဂျလိကိုတဝမ်းမကြုံဘလို့မလဲ ပြပြမှာပေါ့ကြလီကိုခုပြေးခဲ့ပါရီကားပေါ်မှာအိတ်သွားလို့အကန်တွေပွေးချလာပြီးအဝတ်တွေကျဘလူကလေးပြီးနောက်တော့ဘာညာဘာညာဖြစ်သွားလို့တာဝန်ယူရပါတယ်လို့လေတာဝန်ယူရပါမယ်လို့လေကုကွန်တော့ပုတ်ကြရဟောမဟုတ်တာတခုပါလို့လားထောက်ပြပါကြလီရှိတယ်ကြလီကောင်းလေးငုတ်တော့တော့ကုကွန်လေးကကြလီရဲ့ခလုံးကိုဆဲဖက်ပြီးသူ့ရင်ခွင်ထဲထည့်လိုက်တယ်အမေကကြလီကိုချစ်ပါတယ်စိတ်ဆိုးလေခဏပေါ့နောက်တော့အဆင်ပြေသွားမှာမိရိရကြည့်ပါလားပို့လို့တော့ကြည့်ပြုံးမှာကုကွန်လေးကလည်း ကြာကိုကိုလေးဟိုတယောက်ကရောမြွတ်တယ်လွာသူ့အမမချစ်တာချစ်တာက ဟော်ရီယာအင်ဂျင်ရှင်ရဲ့ဒီအတွင်းလူလေးကိုပေါ့အမေကိုကြောက်တာတော့ကိုကိုလေးကိုအမြဲတကားခိုးဖွင့်ပေးတဲ့ကောင်းမလေးကျေးဇူးပါကိုကိုလေးကိုကိုလေးကိုချစ်ပေးလို့လေကျေးဇူးပါကြည်လီကျေးဇူးရဲ့အတိမတ်ပြောတဲ့နေနေအမေရဲ့အတွက်အမြင်လေးရဖို့ကြိုးစားလိုက်ရအောင်နော်ဟုတ်ကိုကိုလေးပြောရရင်ဆိုရင်ဂျယ်လီကိုအောင်မထားပြီးဂျယ်လီအပေါ်မှာခွာလိုက်တော့ကိုကိုလေးကတကယ်လူဆိုးလေးနဲ့တူနေတယ်ဂျယ်လီဟုတ်ကိုကိုလေး ီတစ်ခါတော့တကယ်တည်းလေးအကျိုးရဲ့ဗျာဟာတော်ကိုကိုလေးလူစိုးဂျယ်လီမျက်နှာတစ်ဖက်လေးလိုက်တော့ကိုကိုလေးကရည်ဂျယ်လီလည်းရှက်နေရဲ့သားကိုကိုလေးလိုပဲတူတူရည်မိပါရယ်ကျေးဇူးပါရှင်ဗျာအင်ဂျီရှင်ရဲ့အကျိုးလိုဖြစ်ခွင့်ပေးတဲ့အတွက်ပေါ့ ဟုတ်ကဲ့ပါရှင်ဒီနေ့ဖက်ပြတင်ဆက်ပေးတော့တဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြဆုံးသွားပြီရှင်။နောက်ထပ်လည်းပြည့်ရွေအတွက်အချက်ဇာတ်လမ်းကောင်းများစွာကိုဖက်ပြတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ဇာတ်လမ်းတွေတင်နာမလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပြီးခေါင်းလေးကလေးနေထားပြကြပါအောင်နော်။အချက်ဇာတ်လမ်းချက်ချင်းတွေကိုမှနားဆင်ရတာကြိုက်နေတဲ့တဲ့တွေအတွက်အကြိုက်တွေ့စေမယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုနှုတ်ဆက်ခဲ့ပါရနော်။